သူ့လိုဗရတ်တွေလည်းလင်းဝင်ခြင်းနဲ့ဗရတ်တွေဒါမိသားစုစီကိုပန်ပြီးမှအေးဆေးဆေးနေခြင်းနဲ့ဗရတ်တွေသူကပြောရဲတပြို့တို့ပြန်လာလို့ရှင်ရှင်ပြဘလို့အပြစ်ဒီမှန်ပေးမလို့မတည်ဘူးနော်တဲ့တကယ်လို့အပြစ်အပြစ်ရှိခဲ့ရင်တောင်မှနိုင်ငံတော်အစိုးရအနေနဲ့နတ်ဆက်ကအစိုးရအနေနဲ့ရှော့ပေါ်ပြီးမှ အပြစ်ပေးမယ်လို့ဥစဉ်အနေနဲ့ကတော့ဒါတရားခိုင်နှုန်းယုံကြည်ပါတယ်ဗျာနော်ရွှေကုန်းစည်တော်ရဲ့စိန်ဖို့တော်အထက်ဝန်ကျင်မှာမင်းရစင်လေးလ၄ရက်နေရပေါ့နော်ဒရုန်းတစ်စီးပြန်တန်းလာတာတော့ရှိလို့ရပါတယ်ဒါကြောင့်ဒရုန်းခန်းနဲ့ကားစီးတွေစူးစမ်းစူးပန်းနေတယ်အောင်မြင်မှုရှိတယ်အဆိုပါတုံးဟာအဝေးကိုပြန်တန်းလွတ်မြောက်သွားတယ်ဆိုပြီးတော့သိရတာရှင်အစိုးရဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကပေါ့နော်အမှုဖွင့်ပြီးတော့စုံစမ်းစစ်ဆေးလျက်ရှိရယ်ပြီးတော့ဒီ drone မောင်းနေတဲ့သူကိုဖမ်းဆီးနိုင်ဖို့အတွက်လိုက်လံရှာဖွေနေရယ်ဆိုပြီးတဲ့နေရရှိပါရှင့် ချစ်ပရိသတ်ကြီးမြတ်အားလုံးမင်္ဂလာပါဆမ်ပရိဒက်ရှင်ရဲ့တပန်းပြန်လည်ကြိုဆိုပါရစေ။ကဲဟုတ်ပြီကျွန်တော်ဒီနေ့ထွန်းစားတိုင်းကျွန်တော်ဗီဒီယိုရက်ရှင်နည်းမစခဲ့မှာကျွန်တော်ရဲ့ YouTube channel လေးကို like subscribe နဲ့ဒီလိုဆိုရင် like subscribe နဲ့ပြဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်။ကဲဟုတ်ပြီကျွန်တော်ဒီနေ့ပုံမှန်ဗီဒီယိုရက်ရှင်တွေအပါရီလဲဆိုတော့ဒီ PDF တွေစီကအလဲဝင်ချင်ပါတယ်ငါ။ဟိုကိုနေပြီးပါဆိုပြီးတော့ပေါ့ကူတော့စီစစ်တွေလာတဲ့ PDF တွေအများကြီးပဲဆိုပြီးတော့ပေါ့ကူတော့ရဲ့ ဂျင်းတရင်တွေရဲ့အဲနောက်မှာဆွေဆွေတဘုံစီတီတော့နေမှာ drone တွေစတဲ့ဝင်လာတော့တိတ်ကြောက်နေတဲ့ပုံမှန် sniper ဆိုရဲ့ video file ရဲ့အဲနောက်မှာငါတိုင်းရင်သားဆိုပေမဲ့ကိုပီကိုပြန်ဖြစ်တဲ့တိုင်းရင်သားမဟုတ်ဘူးဆိုပြီးတော့ဒီပုံမှန်တကောင်ရဲ့သူရဲ့အတိတရားမတိတိအမှန်တရားမတိတိတဲ့ပုံမှန်တကောင်ရဲ့ဟွန်တန်လွန်တန်တွေကိုသုံးထိပါလိုက်ပါချစ်ဖို့တောင်းဆိုချင်ပါတယ် let's go မန်ပရက်ဒီဒီညအတော်ထိတဲ့သူတွေအတော်ထိတဲ့ဖရားတဲ့အခုထိအတန်တွေကြားနေရတော့နဲ့စင်ကူးလက်ပံလာပါတဲ့ဂျက်ဖိုက်တာတွေတောက်လျှောက်ဂျမ်ဖက်တွေကိုခြေမုံနေတယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့ဒီဗရက်နောက်ပြီးတော့သူကဗရက်တွေကလည်းရှင်ဖရားတဲ့အခုဆိုလို့ရှိရင်ပြေးတဲ့ဗရက်တွေကိုလည်းပေါ့လိုက်ပြီးမှဖမ်းနေရပေါ့နော်ဗရက်တွေတော်တော်များများကလည်းပြေးလွှားနေတာတွေကလည်းတော်တော်များဝင်ကြတယ်သူပြောပုံညာနော်အဗရက်တွေပြေးတဲ့ဗရက်တွေလည်းလိုက်ဖမ်းပြီးမှတဲ့ကျုံတော့ ချီနောင်တို့ပြောမြင်ရတဲ့ဗဒတ်တွေကိုချင်းချင်းနေပြစ်တတ်နေတဲ့ဗျာတဲ့ဒီ DNA တွေကလာဖုံးကျော်ရဲ့ဟိုဟာအလုံးပေါ့ဗျာအကုန်လုံးတော်တော်များများတွေရနေမှာဗဒတ်ဗဒတ်ခေါင်းပိုင်းတွေကတော့ရရတယ်ထင်တယ်ဗျာကြည်ရနော်အဲ့တော့ရရတဲ့ဥသင်းတို့ရတဲ့အတွက်ကြောင့်လဲအဆင်ပြေတာပေါ့ဗျာနော်ဘိုက် DNA နဲ့ပူပေါင်းရအောက်ကဗဒတ်တွေဗဒတ်မာလီတွေအဲ့ဒီပိစားရတယ်ပြည့်တဲ့ဗဒတ်တွေမိရင်လဲပြစ်တတ်တဲ့အကြောင်းမျိုးဒါနော်မျက်မြင်ကိုတွေ့ဒီအဲ့ လူလဲအခွင့်မတားလို့လာလို့မရလို့ပေါ့နော်လာလို့ရရင်တပည့်တော်လဲအလင်းဝင်มาပါဗျာတဲ့တပည့်တော်လဲဒါမှားမှန်တိပြီပေါ့နောက်နောက်ရမှန်လဲတိပြီပေါ့တပည့်တော်တို့ဗမာလူမျိုးတွေပဲသူတို့တွေတေလန့်ပို့တာပေါ့တပည့်တော်တငယ်ချင်းတွေဆိုရင်လဲတဲ့တေးရတာမနှဲပါဘူးဗျာတဲ့တပည့်တော်ကကန်ကောင်းလို့မတေးရရပေါ့နော်အဲ့တော့ရှင်ဘုရားလည်းဒီကဲလို့တပည့်တော်မန္တလေးရောက်ရင်လည်းရှင်ဘုရားတပည့်တော်ကိုကူညီပေးပါဦးနော်တဲ့တပည့်တော်မိသားစုနဲ့အမြန်ဆုံးပြန်ပြီးမ စုံကျင်တယ်ဗျာတဲ့တပြီးတော့ခေါင်းရောင်းမွေရလည်းအေးစစေးလှုပ်ရှားကျင်တယ်ဗျာတဲ့တပြီးတော့လည်းနောင်တရလို့မဆုံးပါဘူးဆိုရင်ဒါဥစဉ်ကိုတရင်နေခိုင်းလုံးနဲ့တရင်နေတိကျတဲ့တရင်နေကိုအမြဲတမ်းဥစဉ်စီကိုဒါပို့ပေးနေတာပေါ့နော်အဲ့လိုလဲဒါတော့အန်ဒီရကင်းဘေးရှင်းပါတဲ့သူ့လိုဗရက်တွေလည်းဟိုအများကြီးတဲ့သူ့လိုဗရက်တွေလည်းလင်းဝင်ကျင်တဲ့ဗရက်တွေဒါမိသားစုစီကိုပန်ပြီးမှအေးစစေးနေကျင်တဲ့ဗရက်တွေသူကပြောလေတပြို့တို့ပြန်လာလို့ရှင်ရှင်ပြဘလို့အပြစ်ဒီမှန်ပေးမလို့မတူဘူးနော်တဲ့ တကယ်လို့အပြစ်အပြစ်ရှိခဲ့ရင်တောင်မှနိုင်ငံတော်အစိုးရအနေနဲ့နှသက်ကအစိုးရအနေနဲ့ရှော့ပေါ်ပြီးမှအပြစ်ပေးမယ်လို့ဥစဉ်အနေနဲ့ကတော့ဒါတရားခိုင်နှုန်းယုံကြည်ပါတယ်ဗျာနော်တကယ်လို့လူတို့တွေကအပြစ်ကြီးကြီးမားမားမကျူးလွန်ခဲ့ဘူးဒါစစ်တိုက်တစ်ဖက်နဲ့တစ်ဖက်ကစစ်တိုက်တယ်စစ်တိုက်လို့ပြစ်ထားတော့ဒါအပြစ်လို့ပြောလို့မရဘူးဗျတို့ဒါတူတို့တစ်ဖက်နဲ့တစ်ဖက်တို့ကလည်းဒီဘက်ကိုရန်ရန်တူတို့တဘောထားမှာဟုတ်ကိုယ့်ဘက်ကလည်းရန်တူတို့တဘောထားမှာပဲပြောချင်တာတော့ပန်းနေနဲ့ပေါက်နေရမဟုတ်တဲ့အတွက်ကြောင့်ဖြစ်ကြမှာပဲဖြစ်ကြမှာပဲเนาะ အဲ့ဒီအပြစ်လောက်ကတော့အပြစ်လို့ပြောလို့တော့မရဘူးပြန်တော့အပြစ်မဲ့ပြူတွေကိုဒီပေါ့ဗျာဘာမှဓာနေဝါရအပြစ်မဲ့ပြူတွေကိုသူတို့လူစောစောကလူကူးစင်းပြောကြလို့ဟိုပါပေါ့နော်ဒီပြည့်တဲ့ပြူတွေကိုစာကြီးကောက်ထားတယ်ပြစ်တတ်ထားတယ်မတရားလုပ်ထားတယ်မတရားအနိုင်ကျင့်တာတွေဒါမျိုးဆိုရင်တော့ဥပဒေအလျောက်တော့အပြစ်ပေးပါပေါ့ဒါပေမဲ့လည်း short ပေါ်ပြီးမှအပြစ်ပေးလိုက်မယ်လို့ထင်ပါတယ်ဗျာနော်ဘာလို့ရှေ့မှလည်းရှိခဲ့တာဗျာရှေ့မှလည်းဒီတော်တော်များများ PDF တွေအလင်းဝင်လာတာရှိတာဗျာ အလင်းဝင်လာတဲ့အခါမှာ PDF တွေကိုဒါနိုင်ငံတော်အနေနဲ့ထောက်ပံ့မှုတောင်းမှပေးသေးရလို့ဦးဇင်းတို့ကြားတိရတယ်ပေါ့မြင်တွေ့ရတယ်ပေါ့ကြားတိရတယ်မြင်တွေ့ရတယ်ကြားတာထဲเนาะအဲ့တော့နိုင်ငံတော်အစိုးရအနေနဲ့ကနတ်ဆက်ကအစိုးရအနေနဲ့တဘောရာကြီးစွာနဲ့ပေးနေရဆိုတော့အားလုံးလည်းဒါမြန်မာမနော်အဲ့ဒါဥပဒေရလာမလာလာခဲ့အလေးဝင်နေတဲ့ဒီလေရှင်းလဲဆက်တွေ့ခိုင်းနော်အဲ့တော့ဘာမှမဖြစ်ဘူးမိသားစုနဲ့ပြောပြောချင်းချင်းအေးကြမ်းကြမ်းပဲနေရလိုက်မယ်အဲ့တော့ အဲ့ဒါဥစဉ်လဲဆွမ်းနိုင်နေမြတ်တတ်နိုင်နေမြတ်ကူညီပေးမယ်လို့တော့ဒါဥစဉ်လဲပြောထားပါတယ်ဗျာနော်ဒါတပိတ်ချင်းစင်ကူဘက်ကတတိယနေဆိုဥစဉ်ကိုစင်ဆက်မပြတ်ဒါပို့ပေးနေတဲ့တကာပေါ့နော်တကာပေါ့သူကစစ်ချင်းနေမကောင်းတဲ့တော့ကြောင့် PDF အထက်မှာဒါသူနေနေရတယ်ပေါ့နော်နေနေရတယ်အဲ့တော့ဘာပဲပြောပြောပါဥစဉ်တို့ဒီ PDF ဒီတချို့ကတော့ပြောရှင်မရဒီကောင်းနေလေးဝင်ခိုင်းစရာမလိုဘူးဒီကောင်းနေရှင်မရပြည့်မဲ့ပြည့်မှန်တော့မှန်ပါတယ်ဒါပေမဲ့လည်း လူတွေကအမားနဲ့လုံးဝလူတိုင်းလူတိုင်းမှာအမားနဲ့မကင်းကြပါဘူးအမားနဲ့မကင်းကြပါဘူးเนาะအမားနဲ့မကင်းကြဘူးအဲ့တော့ဥစဉ်တို့ဘာပြောချင်တာလဲဆိုတော့ဒီကြားပြပြောမယ်ဥစဉ်တို့ဟုတ်လားလူတွေကအမားနဲ့မကင်းဘူးအဲ့တော့ပေါကုတော်တို့လည်းအမားနဲ့กินလားပေါကုတော်တို့လည်းအမားရှိမှာပုထုဇဉ်မယဟန်မဲလေပုထုဇဉ်ယဟန်မဲပေါကုတော်ရဲ့တပည့်လေးလည်းအမားနဲ့กินလားအမားနဲ့မกินဘူးသူလည်းပုထုဇဉ်နေပဲเนาะ အပုရုဇင်တွေပဲဥစဉ်တော့ဟိုတလောကပဲဒါမြက်ကန်နာမှာဖြစ်သွားတယ်မြက်ကန်နာမှာဖြစ်သွားတဲ့အရာမဟုတ်လားကိုယ့်ဘက်ကဘဝတဏှာနဲ့ချိန်ပါတယ်ဆိုပြီးမဟိုဘက်ကဝါရဖြန့်တယ်ဝါရဖြန့်တယ်ဒီတုံးရောက်ထဲမှာကြောက်တဲ့ကောင်လို့အဖွဲကြီးကိုတဏှာနဲ့ချိန်စရာအကြောင်းလည်းမရှိဘူးနော်အဖေလုံးဆိုအဲမြက်ကန်နာမှာဆိုလို့ရှိရင်ဥစဉ်တော့နောက်ထပ် view ဟာမှုအရင်လေးစားစရာကောင်းတယ်လူမှန်လူလည်းမမြင်ဘူးပါဘူးနော်ဒါပေမဲ့သူတရင်ကိုဥစဉ်တော့စုံစမ်းကြည့်တဲ့အခါမှာသူဟာစစ်သားပီတာတယ်စစ်သားဆိုရှိတယ် အဲ့တော့စစ်သားပြီးသားတယ်စစ်သားစိတ်ရှိတဲ့သူတို့ကအောက်လက်လက်သားကြီးကတော့သူကစီကန်းကြီးတယ်စနစ်ကြီးတယ်သူကသူများကြွေးတာသူများရဲ့လက်ထိုးတာဘာထိုးတာသူစိတ်ဝင်စားဘူးသူကစစ်တိုင်းမဲ့စစ်ဘက်ကိုစိတ်ဝင်စားတယ်သူ့အလုံးသူ့နိုင်ငံတော်ကပေးရတဲ့တာဝန်ကိုတမ်းမတော်ကပေးရတဲ့တာဝန်ကိုသူတာဝန်ကြည်အောင်လုပ်မယ်နိုင်ငံတော်သူတိုင်းပြည်နဲ့နိုင်ငံတော်သူကာကွယ်မယ်ဘာသာတရားနာသူကာကွယ်မယ်သူလှုပ်ဆရာရှိရလုပ်မယ်အဲ့တော့အောက်ကတချို့ပုံမှုကြဘာအဲ့ဒီဘူဝမှုကြနေရတာအကြထားပြတပည့်တော်နေထိုင်ရခက်တယ်ဗျာ ကျက်เสียအကြောင်းမရှိဘူးဒါသူစိတ်မြေပြင်မှာရှေးတိုင်းမြေမှာတို့တို့ကြတော့ဟုတ်လားစုံစမ်းကြည့်တော့သူ့ရဲ့တည်င်းကကောင်းတယ်ကြိုက်တယ်အဲ့လိုပဲစီကိုင်းရှိရမှာတော်ရင်တော်တယ်လို့သူကကြီးမွေ့နေညံ့ရင်ညံ့တယ်လို့သူများပို့တယ်ဟာပါညာပေါ့သူများပြည်သူပေါ့အနိုင်မကျင့်တဲ့ဆိုတဲ့စစ်သားမျိုးစစ်သားမျိုးပြည်သူကပြည်ဝဆောက်ရှောက်ပေးမယ်ပြည်သူကပြည်ဝကာကွယ်ပေးမယ်တိုင်းပြည်ကိုသူအသက်ရှိတဲ့ပြည်ဝကာကွယ်ပေးမယ်ဆိုတဲ့စစ်သားမျိုးလူအမှုမျိုးအဲ့တော့ဥစဉ်တော့ကဘာပဲပြောပြော အဲ့လိုယွာမှုမျိုးကိုဥစဉ်တို့အနေနဲ့တရားဂိုင်လုံးလဲထောက်ခံတယ်လို့တရားဂိုင်လုံးလဲကြိုးဆိုရတယ်เนาะကြိုးဆိုရတယ်အရေးရှင်းလဲရှိတယ်စစ်သားလဲပြီးတယ်တော်လဲတော်တယ်ဟုတ်လားအချို့ကြတော့လဲဦးလေးကြတော့ပြည်သူစစ်တွေကိုဆက်ဆံတဲ့အခါမှာတန်းတူမဆက်ဆံဘူးတန်းတူမဆက်ဆံဘူးညီညွတ်အောင် စီလို့အောင်မတည့်တဲ့ဟာကိုတည့်အောင်ပြန်ပြီးမှမတည့်မနိုင်ဘူးတချို့ ချို့ဘူကြီးတယောက်ဆိုလို့ဘုံမှုတယောက်ဆိုလို့ရှိရင်ဥစဉ်တပည့်ရဲ့ဆိုင်ကယ်ကိုလည်းတိတ်ထားတယ်ဒီယူထားတယ်ပေါ့တနေ့တူလေးဥစဉ်တို့ဒါရှေ့မှာယူထားတယ်လူဆိုလို့ရှိရင်ဥစဉ်တပည့်တွေနဲ့ကျွေးမှုနဲ့မกินဘူးဥစဉ်တပည့်သူခေါင်းဆောင်ဆိုဆိုင်ရှာမရေရမှာဥစဉ်တပည့်တွေပထမဆုံးစပြီးမှတိုက်ခဲ့တယ်ဥစဉ်တပည့်ပထမဆုံးပြည်သူစစ်ထဲမှာဝင်ပြီးမှလှုပ်ဆောင်ခဲ့တယ်အဲဥစဉ်တပည့်ကျွေးတဲ့ဟာနဲ့တော့သူမกินခဲ့ဘူးဒါပေမဲ့သူပြောတဲ့စကားလုံးတွေကရင်းရင်းတီတီရင်းရင်းခါခါဒါသူတို့မနေရ တွေ့တဲ့အခါမှာလည်းဗီဒီယိုဖိုင်ဓာတ်ပုံတွေအကုန်လုံးရိုက်ထားတာရှိပါတယ်။သူတို့ဘာလုပ်မလဲဘယ်လိုတင်မလဲဆိုတော့စောင့်ကြည့်နေ။ဥစင်းတို့ကလည်းတင်ဖို့ကတော့အတန်ပိုင်းနဲ့စင်တင်မဲ့အဲ့နဲ့ဥစင်းတို့ကတက်နေဗိုလ်ချုပ်ကိုအားနာတယ်။ဘာလို့တက်နေဗိုလ်ချုပ်ဒီနေမနာညာမနာတိုင်းပြည်ရဲ့တာဝန်ကိုအမှန်တကယ်ဟန်းဆောင်နေတဲ့အတွက်ကြောင့်အမှန်တကယ်လေးစားရတဲ့အတွက်ကြောင့်ဥစင်းတို့လည်းအားကိုးအားထားရတဲ့တက်နေမှုဖြစ်တဲ့အတွက်ကြောင့်เนาะဒါကြောင့်မို့လို့လေဥစင်းတို့ကတခါတလေဟိုဟာတွေကိုချမပြလေးရလို့ဥစင်းကပြောချင်ပါလေဗျာเนาะအဲ့တော့ ခြေတန်းစစ်မြေပြင်မှာတစ်ဖက်ကရန်သူတွေအားစီးလုံးမှုပြိုကွဲနေတာဖြစ်တယ်လို့မတရားမှုတွေတော့မတရားမှုချုံနောင်မှုအောက်ကနေလွတ်မြောက်ခြင်းတဲ့သူတွေလည်းပြည်ရဲ့အချိုးလည်းရှိနေတဲ့အတွက်ကြောင့်ကိုယ့်ဘက်ကစစ်စစ်လုံးလုံးနဲ့ညီညွတ်ညွတ်နဲ့အောက်လက်လက်သားတွေကိုလည်းကိုသားကိုရဲ့သားသမီးဗမာလို့ကိုတပည့်အရင်ဗမာလို့မစီးလုံးတာကိုစီးလွတ်အောင်မညီညွတ်တာကိုညီညွတ်အောင်လုပ်ပေးပါလို့ပေါ့ကိုတော့မေတ္တာရက်ခံနောက်ဆုံးကျင်းပါတယ်ဗျအားလုံးတော်ပါပဲဗျ ီဘက်ပြည်သူများရှင်ကျွန်မခုတင်ဆက်ပေးစင်တာလေးကတော့ရန်ကုန်မြို့မှာဖြစ်ပွားခဲ့တဲ့ကိစ္စလေးကိုတင်ဆက်ပေးချင်ပါသေးတယ်။ရွှေကုန်းပြောင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 ်းဖြစ်ပါရဲ့ရှင်။ရွှေကုန်းစီတီတော်ရဲ့စိန်ဘူးတော်အထက်ဝင်းကျင်မှာမနေ့ကစမေလ၄ရက်နေ့ကပေါ့နော်ဒရုန်းတစ်စီးပြန်တန်းလာတာကိုတာဝန်ရှိသူများကမြင်တွေ့ပါတယ်။ဒါကြောင့်ဒရုန်းကန်းနဲ့တားဆီးရန်ကြိုးပမ်းကြိုးပမ်းခဲ့ပေမဲ့အောင်မြင်မှုမရှိဘဲနဲ့အဆိုပါဒုံးဟာအဝေးကိုပြန်တန်းလွတ်မြောက်သွားတယ်ဆိုပြီးတော့သိရပါရှင်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကပေါ့နော်အမှုဖွင့်ပြီးတော့စောင့်သန်းစီစီရရှိတယ်။ ီးတော့ဒီ drone မှာနေတဲ့သူကို fancy တော့ဒီရဲ့လက်ရောက်ရှောက်နေတဲ့ဘုံကျဲနေရငါတို့ drone ကတော့ပဲတွေ့ပဲတွေ့နေဘာမှမလုပ်ရသေးဘူးဒီ drone ကမှဆိုရင်ဒီ drone နဲ့ပြန်စမ်းခြင်းကိုတင်းကျပ်စွာတမ်းမြစ်ထားရရှင့်အဲ့လိုတမ်းမြစ်တဲ့ကြားကနေပြီးတော့ဒီ drone ဟာရောက်ရှိလာတာဖြစ်ပါတယ်ဘယ်ကနေရောက်လာတာပါလဲရှင့်ပေးကြတာကတော့ကောင်းသောရှိပဲကျန်တဲ့ရောက်လာတာဟုတ်ပါမလားဘုံတော့ဒါလေးတော့စဉ်းစားမိပါတယ်ဒါပေမဲ့တစ်ခုရှိတာကျွန်တော်နိုင်ငံမှာဒါဖြစ်နိုင်ကြီးပေါ့နော်ဘယ်ကရောက်လာလဲဆိုတော့ဖြစ်နိုင်ကြီးကျွန်တော် လိုလိုက်ပြီးတော့လေးလာဆန်းစစ်တဲ့ခါမှာဆိုတော့ဖြစ်နိုင်ခြင်းနှစ်ခုသုံးခုတော့ထွက်လာပါဘောပထမဆုံးဖြစ်နိုင်ခြင်းကဘာလဲဆိုတော့ဒါအကောင့်ဘက်ကပေါ့နော်တွေးတာကျမနိုင်ငံမှာလို့ခါကြရင်ဓာတ်ပုံလေးမြန်မာလိမ့်မယ်အဓိက Google တို့ဘာလို့မှာကျမမြန်မာနိုင်ငံပုံရိပ်တွေကိုဒေါ်လာနဲ့ရောင်းစားနေတယ်ဓာတ်ပုံစရာရှိရဲ့ရှင့်ကျမမြန်မာနိုင်ငံပုံရိပ်တွေတမှုရှိရဲ့နော်ဒီကတမှုရှိရဲ့အဲ့ဒါကြီးတို့ဒေါ်လာနဲ့ရောင်းစားနေတယ်ချုပ်နိုင်ငံကြားတာရင်မြန်မာနိုင်ငံလာတယ်ဆိုတာလေ ကျမတို့တို့စီကနေပြီးတော့ရသမျှအကျိုးမြတ်ကိုရအောင်ထောက်ရမယ်ဆိုတာကလေဘာကြောင့်ပြောရလဲဆိုရင်လေဒီလားတို့ကလေကျမတို့နိုင်ငံလာတာအကျိုးမြတ်လာထောက်တာရှင့်ဘာမှမရှိတဲ့ဟာကိုပြောပြောအကျိုးမြတ်လို့နေပြည်ပြည်ကတပုံတွေပဲရိုက်အလကားရိုက်တာမဟုတ်မြန်နိုးလို့ရိုက်တာမဟုတ်ပြန်ရောင်းစားဖို့ရိုက်တာနော်တချို့တွေဆိုရင် drone မြင်ကွင်းနေလေ drone မြင်ကွင်းနေဥမာပကံဖရရွှေကုံဖရ drone မြင်ကွင်းနေမြင်မှာပေါ့အဲ့လိုက်လေဒီလိုပဲဥစ္စာဒေါ်လာနဲ့ရောင်းစားလို့ရတယ်နော် Google မှာလေဟုတ်လားကျမတို့နိုင်ငံအရင်ချင်းမှုအမွေနေတယ်တပုံရသွားပြောရှင့်ခုမှတို့အဲ့လိုမျိုးပိတ်စာတွေ ဝယ်စားတွေအသုံးဆောင်တွေပြန်ထုတ်တာလည်းရှိရဲ့အဲ့ဒီဒီဇိုင်းတွေကိုပြန်ရောင်းစားတာနော်တို့ကကျွန်မနိုင်ငံအစီနှစ်ကိုလာပြီးခတ်စားနေတာကျွန်မတို့ကတို့တို့ဒီတိုင်းတဲ့မှာပုံပုံပဲပဲနဲ့ပေးလိုက်စရာအကြောင်းမရှိဘူးအဲ့လိုပေးနေရတဲ့နှစ်ပေါင်းများစွာလည်းကြာခဲ့ပြီအဲ့ဒီဖြစ်စဉ်ကဒီဟာလည်းဖြစ်နိုင်ပြီးရှိရဲ့ပေါ့နော်ဟိုရွှေကုံဖျားရဲ့မြင်ကွင်းကို drone နဲ့လာပြီးတော့အမြင်ရနေလာရိုက်တာလားဒီလိုရိုက်တာတော့မှကွန်ပျူတာမယူဘဲနဲ့ရိုက်တဲ့ပုံစံကွန်ပျူတာယူလို့ရှိရင်တို့အခွန်ဆောင်ရမှာလေဒီကကျွန်မနိုင်ငံရဲ့ပုံရိပ်တွေကိုအသုံးပြုမယ်ဆိုတော့တို့အခွန်ဆောင်ရမှာအဲ့ဒီခွန်ကြောက်လေတို့ကကျွန်မတို့စိတ်နာမရှိနိုင်ငံသားတွေကနိုင်ငံသားသားဆိုရင်အထင်မကြီးနဲ့နော် နိုင်ငံခြားသားမှလည်းကလင်ကကြစ်ရှိရအဲ့လိုသူများရဲ့ရင်ကျိမှုကိုခိုးပြီးတော့ရောင်းစားရတဲ့ကောင်ရှိရဲ့ရှင်သိရနိုင်ငံခြားသားဆိုတော့ကျမတို့ဆက်ဆက်ထင်ကြည့်ရမှာကျမတို့ကမတို့ရင်ကျိမှုကမခိုးဘူးတို့လည်းလာခိုးတယ်ကျွန်တော်ရေချင်းမအဲ့လိုဒီအစစ်မြင့်နေတယ်တိလားအဲ့လိုအစစ်မြင့်နေရေချင်းမပိုင်ဆိုင်ထားတာတော့မှတချို့မြန်မာတွေကတန်ဖိုးထားတာကမှမသိဘူးဇလန်းအဲ့လိုရရှိရဲကျွန်မနိုင်ငံလေးတိလားတန်ဖိုးရှိတန်ဖိုးသိမှတန်ဖိုးရှိရဲဆိုတာကအဲ့ဒါကျွန်မမြန်မာတွေအတွက်ပဲကျွန်မတို့ကိုတန်ဖိုးကိုမသိဘူးကိုကိုကိုကဘာမှအစစ်နဲ့နှိမ့်ကြရလို့မျိုးလို့ထင်နေတာ မဟုတ်ဘူးကျမတို့ကဘာမှလေးသလားယဉ်ကျေးမှုအဆင့်တန်းမြင့်မားတဲ့လူမျိုးရှင်အဲ့လိုမြင့်မားလို့တော့မှသူများနိုင်ငံလာလာပြီးခိုးနေတာကျမတို့လာလာခိုးချနေရနော်အဲ့ဒါလေးတော့လည်းစဉ်းစားတတ်ဖို့ကျမပြပြတာပါရှင်နော်ဒီတော့အိဆလန်ကဒီလိုလည်းဖြစ်နိုင်ပါတယ်ဒီဒီလိုပေါ့နော်ဒီခိုးပြီးတော့ဓာတ်ပုံရိုက်ချင်တဲ့အတွက် drone မှာကင်မရာတက်ပြီးတော့လာရိုက်တာလည်းဖြစ်နိုင်တယ်ဒါဖြစ်နိုင်ခြေတစ်ခုပေါ့နောက်တစ်ခုကဘာလဲဆိုတော့အကြံဘက်တိုက်ခိုက်ခြင်းလို့ကျမတို့နိုင်ငံဘာသာရေးစောင့်အောင်လေအကြံဘက်တိုက်ခိုက်ခံရတာခဏခဏပဲပြီးတော့ရွှေတကုံခရီးနဲ့ပတ်သက်ပြီးတော့အကြံဘက်တိုက်ခိုက်မှုတွေလုပ်ဖို့အတွက် လာပြီးထောက်လန်းလာမှဖြစ်နိုင်လားဒါလည်းဖြစ်နိုင်တာပဲဟုတ်ကြပါလားမဟုတ်ပါဘူးလို့ကျမတို့ကဘယ်ရောက်မှတည့်ရတဲ့အတွက်လို့အလောက်ထိလည်းမကြောက်နေအောင်နော်တည်ကြတာကတော့ဒါကကောင်းတော့ဘာမှလို့တာမဟုတ်ဘူးနော်ပြီးတော့ဒရုန်းကိုအပျော်ပြန်တန်းနဲ့ဆိုရင်ရွှေဒဝန်ဖျားရဲ့အထက်မှာလာပြီးတော့ဝဲနေကြဘာကြောင်မှမရှိဘူးရှင်တို့ကတော့နီးနီးနန်းနန်းပဲပြန်မှာပဲနော်ဒီတော့ဒီဟာကတော့တည်ကြလေးကိုလိုက်တင်တယ်ဟိုလိုက်ပြီးတော့စုံစမ်းတင်တယ်ပေါ့ဘယ်ကလာလဲဆိုတော့ဇင့်မြစ်ထုတ်ပြီးတော့စုံစမ်းတင်ပါရှင့်အဲ့ဒီဇင့်မြစ်ကမြန်မာနိုင်ငံသားစီရပဲလာလာနိုင်ငံခြားသားစီရပဲလာလာထိရောက်ဆိုတာရေးယူတင်ပါတယ် ျွန်တော်နိုင်ငံရဲ့စီယိုကနည်းနည်းလေးပြည်နေရောလေခွေးတိုးလိုက်တခိုးတိုးလိုက်ဖြစ်နေပါဘောနော်ဇလန်ကလိုတော့ရှိရဲ့ရှင်သိလားစီယိုပြည်နေရှင်ကျွန်တော်နိုင်ငံကလေတင်မလားဟိုခွေးတိုးပေါက်လေးပေါ်နေပါဘောရှင်အဲ့တော့အဲ့ခွေးတိုးပေါက်ကလည်းခွေးရဝင်နေเนาะဒါအိတ်အိတ်နဲ့ကျွန်တော်ဥပမာပေးတာပါဘယ်သူမှကျွန်တော်ခွေးလို့ပြောတာမဟုတ်ပါဘူးเนาะလွတ်ပြတာပါအကျမတမားလေးဆိုလဲဒီလိုပဲခွေးတိုးပေါက်လေးကနေဝင်နေကျမတို့နိုင်ငံရင်းချင်းမှုကိုခိုးချင်တဲ့သူဆိုလို့ပဲခွေးတို့ပေါက်ကြီးကနေဝင်နေကျမတို့အခုလည်းမဆောင်ချင်ဘူးအလကားရှူသွားတယ်နော်ပြီးပြန်ရောင်းစားတယ်ကျုံမြက်တွေထုတ်တယ်ပြီးကျမတို့နိုင်ငံကိုမကောင်းပြောတယ် ပေါ့နော်နောက်နောက်မှကြာကျွန်မနိုင်ငံမှာသူတို့ကြော်လာဖြစ်မှာတရားလို့ကောင်းတယ်ပြီးဟာကျွန်မနိုင်ငံအစည်းအနှစ်ကိုလည်းစားတယ်ကျွန်မနိုင်ငံသားတွေမျက်နှာကိုဘန်းပြပြီးတော့ပတ်စံတောင်းစားနေတဲ့အဖွဲ့အစည်းတချို့တောင်ရှိသေးရဲ့ရှိသေးရဲ့နော်အဲ့ဒီအချင်းကိုကျွန်တော်တို့မြန်မာနိုင်ငံသားတွေသွေးချောက်စီအောင်လို့သွေးထိုးလှုပ်ဆော်ပြီးကျွန်မတို့အချင်းချင်းတတ်ခိုင်းပြီးတော့ဇက်ပွဲကြည့်လို့ကြည်နေတဲ့အဖွဲ့ရတယ်ရှိသေးရဲ့နော်အဲ့ဒီအဖွဲ့တွေနောက်တစ်ချိန်ကျရင်နောက်နောက်ကဘာကြလို့ရှိရင်ကျွန်တော်မြန်မာမှာသူတို့ကြော်လာခံရလိမ့်မယ်တိတ်ကြရတယ်ကျွန်တော်တို့ရဲ့အသက်သွေးကြောတွေကျွန်တော်တို့ရဲ့ရင်ကျေးမှုတွေကျွန်တော်တို့ထိန်းသိမ်းဆောက်ရှောက်ခဲ့တဲ့အရာတွေဟာ သူတို့ရဲ့ထမင်းအိုးဖြစ်နေတာကျမတို့ကသူတို့ထမင်းကျွေးထားတာဟိလားအနေထားအဲ့လိုရှိရဲ့เนาะမြန်မာတွေကိုအနေထားကိုသိပါကိုအနေထားဒီနိုင်ငံသားတချို့ထမင်းကျွေးထားတဲ့အနေထားဆိုတာသိပါเนาะဒါပြပြရတာเนาะအနေထားအဲ့လိုရှိရဲ့ရှင်เนาะမြန်မာဆိုပြီးကိုကိုအထင်မသေးနဲ့ကိုကြောင့်ထမင်းစားနေရတဲ့နိုင်ငံသားတွေအများကြီးပဲเนาะကျမတို့ဒီမှာအချင်းချင်းတစ်ချက်ချလိုက်တာနဲ့သူတို့ကဟိုမှာထမင်းထုတ်စားရတယ်အဲ့လိုအများကြီးပဲเนาะအဲကိုကိုရဲ့အခြေအနေကိုတိကိုတန်ဖို့ကိုတိเนาะကိုအသက်ကိုကိုတန်ဖို့ထား နော်မြန်မာနိုင်ငံသားတွေမျိုးတုံးပါလို့ရှိရင်ချုပ်နိုင်ငံသားတွေထမင်းငတ်လည်းမယ်ထမင်းပျောက်လည်းမယ်ထမင်းကွဲလည်းမယ်အဲ့လိုနေထားရှိရနော်အဲ့ဒါတရင်သုံးချက်ချက်လေးကလည်းကျွန်မကိုမြန်မာနိုင်ငံသားတွေအချမ်းမိုးလေးကိုပြောပြရဖြစ်ပါရဲ့ရှင်ကျွန်မတော့ကိုတံမိုးကိုမသိဘူးလေသိဟာကိုတံမိုးကိုမသိဘူးအဲ့တော့ကိုတံမိုးကိုသိအောင်ပြောပြတာကိုတံမိုးကိုသိပြီးတော့ကိုနိုင်ငံတော်ဒီတက်တံမိုးရှိအောင်လုပ်ရမယ်ရှင်ဒါလေးကအရေးကြီးပါတယ်နော်ဒီတော့တရင်ဆိုလို့ရင်ကတော့ drone တွေဟာဒီလိုမျိုးလွတ်လပ်စွာပြန်တန်းနေရမဖြစ်တဲ့ဘူးနိုင်ငံတော်ကနေပြီးတော့လုံခြုံရေးကိုအထူးပြုစိုက်တင်တယ်ကျွန်တော်တို့ရန်ကုန်မှာဆိုလဲတကိုးကြီးရဲ့ ဖျားစီတွေရှိရဲပြီးတော့တံပိုးကြီးတဲ့အဆောက်အုံတွေအများရှိရဲဟိုဘယ်လိုပြောမလဲ drone နဲ့ပဲစစ်ပွဲတွေအခုချိန်မှာဆင်နွှဲနေတဲ့အတွက်ဒီ drone ညာနေလက်နက်တွေကြမလာဘောင်းလို့လည်းဘသူကမှဘဲဘေးရင်ဆရာမှအတိအကျပေါ်မထားအောင်ရှင်။ဟောဒီတော့ဒါလုံကြုံရေးအစ်င့်ညစ်တင်တဲ့နဲ့ရန်ကုန်အတွက်အနီရောင်မီးတဲ့ဆက်ပွင့်သွားလို့ပဲကျွန်မမြင်နေရှင်။နော်ဒီတော့ရန်ကုန်တိုင်းမှာတောင်းရှိရတဲ့သူတွေအထူးပြုစိုက်ပါလို့လည်းကျွန်မတို့ဒီမိဘပြည်သူများအားလုံးကိုစားပဲတိုက်တွန်းလိုက်ပြန်စေရှင်။ဟုတ်ပါတယ်။ဒါအတိုင်းရင်သာဘုရင်မဲ့ ကိုပြီကိုပြန်ဖြတ်တဲ့တိုင်းရတာမဟုတ်ဘူး။နော်။နေပြောသလိုပဲ။ပြည်တော်စုမပြုတ်ပဲယူငါတို့လည်းအလေးထားတာပဲ။ငါတို့လည်းလိုချင်တာပဲ။တိုင်းသားရဲ့စီတော်ညီညွတ်မှုငါတို့လိုချင်တာပဲနော်။အထောက်အကြအနာဒီတန်းခံမျက်စိရှင်နေ။တို့ပဲမဲ့လေ။ဟောလက်ရှိရှိဒီဘောမှကတော့လွန်ဆန်ပြီးတော့မှဥရိမဲ့တဲ့လောက်ရက်တွေကိုလုံနေတယ်။မလောက်တာလောက်ပြန်ပြီးတင်နေတယ်ကြောင်းမှာဘယ်လိုပြောမလဲ။ဟာငါတို့ကဥရိမဲ့တဲ့လောက်ရက်ကိုမလောက်ဘူး။ ဲ့တော့ငါတို့လက်ပြငါတို့လုံတယ်ညီတို့လည်းဟိုကြိုက်တဲ့အကြောင်းနဲ့ဆုံးဟိုပြောလို့ရတယ်ငါတို့ပြောလို့ရတယ်ကြိုက်တဲ့အကြောင်းနဲ့ပြောလို့ရတယ်နော်တိုင်းရင်သားမလို့စစ်တပ်မထောက်ခံရဘူးလို့မပြောတချို့ရှိသေးတယ်ဘာသာရေးနဲ့ပတ်သက်ပြီးတော့မှချင်းလူမျိုးဖြူဗုဒ္ဓဘာသာကိုကိုွယ်နေလို့ပြောတဲ့သူတွေရှိသေးတယ်အဲ့ဒီလူတွေကိုလည်းပြောချင်တယ်ဖေဘာသာဟုတ်ကိုယုံကြည်ရကိုကိုယ်ဝယ်တယ်အဲ့တော့ပြောစရာဘာအကြောင်းမှမရှိပါဘူး